တခါအမလူငယ်ကတော့တောင်းတောင်းတော့ဥပဒေကမပြီးနိုင်ဘူးပြင်မယ်တခါတလေကိုယ်စဲရင်လည်းပြန်စဲကြအနည်းအနည်းပညာလုံနေတာဖြစ်တဲ့အတွက်တအားကြီးတော့တီးခံရတယ်အဲ့ဒါကြီးကိုလုံးဆက်လို့ပြောနေရင်လည်းမတတ်နိုင်ဘူးဒီလိုတွေကြည့်ပေါ့ဒီလိုတွေကြည့်သူတို့လည်းအုံနောက်ပါတာပဲဟုတ်တယ်မဟုတ်ဘူးကခုနပြောသလိုဘယ်သူကပတ်သက်ပြီးပြီးတော့ကိုယ်ခြေထောက်နဲ့ကန်တယ်ခြေထောက်ဆိုတာခနဲ့စည်းတဲ့နေရာလေးလိမ့်ဆန်အောင်ကန်ရင်လည်းကန်တယ်ဘယ်လိုလဲကန်ရင်လည်းကန်တယ်အဲ့လိုမျိုးရှိတယ်အဲ့ဒီအပေါ်မှာတော့ ဥပ္ပခါပြူတော့တခါတည်းဥပ္ပခါပြူလိုက်တာပဲခါတည်းဥပ္ပခါမပြူပြောရင်လေကျွန်တော်ပြောရင်လေပြောကျွန်တော်လက်မတတ်နိုင်ဘူးဟုတ်တယ်လေအဆန်ဘေဘီဘယ်သူအကန့်ကန့်မှာတော့ဘာလို့လှုပ်ဆက်တော့ဒါကြီးကိုလှုပ်ဆက်ရလို့ပြောလို့မရချို့ကြတဲ့မက်ကြီးတက်တာလေအုတ်တုံဆောင်တာအဲ့ဒီလူကကတုံးကြီးဒီလိုအဖေကကတုံးကြီးဘလူမန်းလဲကျွန်တော်မသိဘူးရှင်းရှင်းလေးလေး ကိုလူကဘသူကတော့ပတ်စံပေးပြီးတော့ပတ်စံ1000ပေးပြီးအမအကန်ခံအဲ့ဒီပြောတဲ့ကောင်တွေကအကန်ခံမှာအဲ့ကျွန်တော်ပြမဖြည့်တဲ့ထဲမှာလေကွန်မန့်တွေတွေ့လှုပ်ဆက်ပေါ့ဟိုကိုလူကရောခေါင်းဆောင်မင်းသားဘယ်လိုချက်တော့နဲ့ကံမှာအမတို့အလွတ်လုံနေတဲ့လူကအလုရှင်ကိုဘယ်လိုချက်တော့နဲ့ကံမှာစောက်နဲ့နလဘိန်းနှုံးနေ ဒူးမတော့ပတ်စံပေးပြီးတော့ခြေထောက်နဲ့အကံမခံနိုင်ဘူး။ဟိုရှေ့မှာကျွန်တော်ပြောတယ်ကျွန်တော်ဘိုင်းပြောကြတာ။လှုပ်ဆက်တွေပါကွာပါ။ဘသူကလှုပ်ဆက်ဖြစ်မှာတော့ကျွန်တော်ပြပါပွဲတစ်ခုဖြစ်ပြီးဆိုရင်အကုန်လုံးကကျွန်တော်တို့ဟိုဘက်ဒီဘက်ဒေါင်းနှစ်တောင်းမှာရွက်ရှိတယ်။ရွက်ဆိုတာကလက်ကပိတ်ရွက်ဆာနှစ်ခုရှိတယ်။အဲရွက်ဆာနှစ်ခုကပိတ်တက်ပိတ်တက်ကဟိုတင်းရလူလူမိတ်ဆက်ခြင်းလို့ဝင်လာတဲ့လူလည်းရှိတယ်။ပြီးတော့အဲ့ကွင်းကြတော့လေကျွန်တော်တို့မိုးလုံးလေလုံးမဟုတ် ဝန်လင်လုံးလုံးမဟုတ်တော့ဒီတိုင်း quantity ကြီးပဲ quantity ကြီးဟိုမှာအတန်ဘက်မှာလည်းအပေါက်ရှိတယ်ဒီဘက်မှာလည်းအပေါက်ရှိတယ်စိုင်းဘက်ပေါ့စိုင်းဘက်မှာလည်းအပေါက်ရှိတယ်အဲ့တော့ပရိသတ်ကလည်းမိတ်ဆက်ခြင်းနဲ့လို့ဝင်ပြီးတော့မိတ်ဆက်တယ်တချို့ကြတော့လည်းအောက်ကဘွက်တင်နေဆိုတော့အပြင်မှာမတက်ရက်ကြီးလို့မရတဲ့အခြေအနေရှိရှိပဲအဲ့တော့ကျွန်တော်တို့ယုံနေကြတော့တဲတွေပါခင်းတာရှိတယ်အဲ့တော့တချို့ကြတော့ဝင်ကြည့်ကြတယ်အဲ့တော့သူဘဲချင်းဘယ်လိုဝင်လာလဲလဲကျွန်တော်မသိဘူးတိလည်းမသိဘူး အဲ့ဒါယူဘယ်လိုလှုပ်ရက်ဖြစ်မလဲနောက်ထဲရောက်တိုင်းကိုလူမဟုတ်ဘူးပြန်မှာတချို့ကြောက်လည်းအပြင်းမဆင်မပြေလို့အထဲဝင်ကြည့်ရရှိတယ်အထဲကလူတွေကအကုန်လုံးကအလုရှုပ်နေတယ်အားရနေတယ်လို့မဟုတ်ဘူးအတန်ဆိုလည်းအတန်ကလူကအပေါ်ကသူ့ရဲ့ဆောင်းစစ်ပြန်ဘယ်လိုလဲဆိုတော့သူ့အလုံးနဲ့သူအလီဒီကိုင်းတဲ့လူကလည်းအလီဒီအတွက်သူ့ရဲ့သူ့အလုံးနဲ့သူနောက်မင်းသားထွက်လာရင်ပါထိုးရမယ်ဘသူထွက်လာရင်ပါထိုးရမယ်ဆိုတော့သူကစဉ်းစားပြီးအဲ့တော့ဒီအဖွဲ့သားတွေကရောဘသူမှထိုင်နေရမလို့ကိုယ်အလုံးနဲ့ကိုယ်ယူပဲဆိုတော့ ဒီလူရဂယူမဆိုင်နေဒီလားကျွန်တော်ပြောချင်တာဒါကြီးကိုလှုပ်ဆက်ရလို့ပြောလို့မရချို့ကြတယ်မက်ကြီးတက်တာလည်းအုတ်တုတ်ဆောင်တာအဲ့ဒီလူကကဒုံးကြီးဒီလိုအဖေကကဒုံးကြီးဘလူမန်းလဲကျွန်တော်မသိရှင်းရှင်းလေးလေးကို့လူကသူကတော့ပတ်စံပေးပြီးတော့ပတ်စံတစ်တောင်းပေးပြီးအမအကန်ခံအဲ့ဒီပြောတဲ့ကောင်တွေကအကန်ခံမလားစောက်ယူတွေဘာကြီးပြောမှန်းမသိအဲ့တော့ပြောရလေပြောရင်လည်းကျွန်တော်ပြောရင်လည်းပြောကျွန်တော်လည်းမတတ်နိုင်ဘူး တယ်လေအဆန်ဘေးဘီဘယ်သူအကန်ကန်မှာတော့ဘာကိုလှုပ်ဆက်တော့အမှန်ကတော့သူ့ကန်လာမတွေ့လိုက်ကျွန်တော်တို့ကအော်ဘရာကန်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဆပ်ပုတ်ကမင်းသားချင်းမရှိဘူးသူ့ရဲ့မျက်နှာကိုကြည့်နေရတာသူ့ရဲ့မျက်နှာကိုကြည့်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ရတယ်ကိုင်းသီးကိုကန်လာတော့ကျွန်တော်တွေ့လိုက်တယ်ဒါပေမဲ့ဘာလို့ကန်တယ်လဲဆိုတော့ဟိုကိုင်းသီးကပြီးမှပြုံးလိုက်တော့ဟောတိအတိလားမသိဘူးဆိုပြီးတော့ကျွန်တော်စိတ်လေးတွေးလိုက်အဲဒါကြောင့်မူးဖြောက်ပြီးတော့ ပေါ်ရပြန်ကားမယ်ဆိုတော့နင်းနာနာရောက်သွားတဲ့အချိန်မှာကျွန်တော်အဲ့တော့ကျွန်တော်ခေါင်းခေါင်းစမပါခေါင်းစမဒီချောင်းတော့ပေါ့ချောင်းတော့မပါအဲ့ဒါအဲ့ဒါလေးအပေါ်တင်နေတဲ့အချိန်မှာဒီဘက်လှည့်လိုက်တော့မင်းနာမျက်နှာပြတ်တော့ဘာဖြစ်တာလဲမသိဘူးဆိုရင်အဲ့ဒါအဲ့တစ်ချက်ပဲတီးလိုက်တာဗီဒီယိုတက်လာမှမင်းနာကိုကန်လာတီးတာသူ့ဘလို့ထိန်ရလဲဆိုတော့ဒီတိုင်းပဲညီလေးတီးခံလာတော့ညီလေးတီးခံလူမြန်သမားတော်တော်များများတီးခံလာဒီတီးခံလိုက်ပါလို့အဲ့ဒါကို तू ပြောမှတီးတာ သူလာပြောမှသိရညီလေးကိုပြန်သွားရယ်ဟာလားလို့ကျွန်တော်နဲ့နောက်မှကျွန်တော်ရယ်ဇောက်ထိုးရယ်ကိုနေစားရယ်လမ်းမျိုးဝေစားလဲနေရဝေစားလဲနေမှာသူကလာပြောတာအဲ့ချိန်ကျမှသိတာဒီခံလိုက်ပါညီလေးကဘာမှမဖြစ်ဘူးဒါကြီးကလှုပ်ရက်တော့မဖြစ်နဲ့တခါကြီးမလူငယ်ကတော့တောင်းတောင်းကဥပဒေကမပြည့်မှာလေဖြစ်မှာတခါတလေကိုယ်စင်းရင်လည်းပြန်စင်းကြအနုပညာလုံနေတာဖြစ်တဲ့အတွက်တအားကြီးတော့တီးခံရတယ်။အဲ့ဒါကြီးကိုလုံးဆက်လို့ပြောနေရင်လည်းမတတ်နိုင်ဘူး။ ဗီဒီယိုတွေကြည့်ပေါ့ဗီဒီယိုတွေကြည့်သူတို့လည်းအုံနောက်ပါလာပြောဟုတ်တယ်မလားဘယ်သူကခုနပြောသလဲဘယ်သူကပတ်သက်ပြီးပြီးတော့ကိုယ်ခြေထောက်နဲ့ကန်ကန်မှာခြေထောက်ဆိုတာခဏစည်းတဲ့နေရာလေးလိမ့်ဆန်အောင်ကန်ရင်လည်းကန်တယ်ဘယ်လိုလဲကန်ရင်လည်းကန်တယ်အဲ့လိုမျိုးရှိရလေအဲ့ဒီအပေါ်မှာတော့ဥပ္ပခါပြူတော့တခါတည်းဥပ္ပခါပြူလိုက်တာပဲတခါတည်းဥပ္ပခါမပြူဘူး